တော်တရှင်တွေအားလုံးတာလီစောပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့အတွက်သတင်းအတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ကုဆတ်ယောဂထင်းချုပ်ရေးမီဇိုရန်ပလက်ဝနေဆက်လန်းတွေအချိန်တစ်ပတ်ပိုက်တဲ့အကြောင်းဝမ်ပြဝမ်ရှော့ယောဂကိုကြိုတင်ကာကွယ်ဖို့အာရခပြည်သူ့ကျန်းမာရေးဌာနအတိပေးတဲ့သတင်းရခိုင်ကစစ်ကောင်စီပြောခွင့်ရဦးလှသိန်းကိုစစ်ကောင်းဆောင်ကစီမံထူးချွန်စုပေးတဲ့အကြောင်းအပါအဝင် ခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်ကိုကျမပြည်ဝဲနဲ့အတူကိုအောင်မင်းကပူပေါင်းတင်ဆက်ပေးတော့မှာပါ။ပထမဆုံးအနေနဲ့ကုဇရောကထိန်းချုပ်ရေးမီဇူရန်ပလက်ဝနေဆက်လန်းတွေအချိန်တစ်ပတ်ပိတ်တဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။လက်ရှိဖြစ်ပေါ်နေတဲ့ဝန်ရောက်ကကူးစစ်တာကိုထိန်းချုပ်နိုင်ဖို့အတွက်အိန္ဒိယနိုင်ငံမီဇူရန်ပြည်နယ်နဲ့ရခိုင်ပြည်ကိုအတိတ်ကဆက်သွယ်ထားတဲ့ပလဝနယ်ဇက်အလန်းချောင်းကိုအချိန်တစ်ပတ်ကြာယာယီပိတ်ထားတယ်လို့သိရပါဗျ။ အဲ့ဒီနေဇက်လန်ညောင်းကိုနိုမ12ရက်ကနေနိုမ20ရက်အထိနှစ်ဖက်အာဏာပိုင်တွေကပိတ်ပင်ထားတာဖြစ်ပါတယ်။အဲ့လိုပဲလောင်ဒလန်ခရိုင်အတွင်းမှာလည်းလူစုလူဝေးပြုလုပ်တာကုဆေယောဂါဖြစ်ပွားနေတဲ့နေရာတွေကိုတော်ရောက်တာမပြုလုပ်ဖို့နဲ့လောင်ဒလန်ခရိုင် DC ရုံးကနိုမ12ရက်မှာထုတ်ပြန်ထားပါတယ်။အဲ့လိုပဲဆိုင်ဟခရိုင်လောင်ဝရှူလန်ကိုဒီကနေ့နိုမ14ရက်ကစလို့ပြိပင်ထားတယ်လို့သိရပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ကူးဆက်မြန်တဲ့ဝန်ရုပ်ကဟာဘလဝနဲ့ထိဆက်နေတဲ့လောက်တလိုင်းခရိုင်ကာကီဂျီယာတူဂျန် လုံတင်စတဲ့ကျေးရွာတွေမှာအစာပြုဖြစ်ပွားလာတာဖြစ်ပါတယ်။အဲကနေတစင်ပလောဝမြို့နယ်မြောက်ပိုင်းရှင်းလဝတိုက်နယ်မှာဒေသခံအပါဝင်ကုန်တယ်300လောက်ကူးဆက်ခံထားရတယ်လို့ AA ရဲ့အရခပြည်သူ့ဂျမိုင်းဌာနကနိုမာ12ရက်ကထုတ်ပြန်ထားပါတယ်။လမ်းပိတ်ဆို့ထားတာကြောင့်ကုန်တယ်အများအပြားပိတ်မိနေကြပြီးနေထိုင်ရေးနဲ့စားသောက်ရေးအခက်အခဲကြုံနေကြရတယ်လို့သိရပါတယ်။အဲ့ဒါပြင်ပိမိနေသူတွေဟာအိန္ဒိယကနေစေကူတာပြီးရခိုင်ကိုပြန်လာသူတွေဖြစ်တယ်လို့သိရပါတယ်။လမ်မရှုရှင်လဝလမ်းမှာလည်း ီကနေ့ကုတ်တေကအစီ30နီးပါးပမိနေပြီးခရီးသည်တွေမှာလည်းစားတော့ရင်းနဲ့တဲခုံမဲ့နေရအခက်ခဲရှိနေကြတယ်လို့သိရပါတယ်။ဘလောက်ကမီဇီဝန်ကုန်သွယ်လမ်းကြောင်းဟာရခိုင်ဒေသအတွက်လိုအပ်တဲ့ကုန်ပစ္စည်းအလုံးကိုတင်သွင်းနေတဲ့အဓိကလမ်းကြောင်းကြီးတစ်ခုဖြစ်ပါတယ်။လက်တလုံးမှာလမ်းပိတ်ထားတာကြောင့်ကုန်သည်တချို့ဈေးတင်ရောက်ရှာနေတဲ့ကြောင်းကုန်စည်းနှုန်းအပြောင်းအလဲရှိလာနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။လက်ရှိရခိုင်ပြည်ထဲမှာအသုံးပြုနေတဲ့အခြေခံစားသောက်ကုန်တွေဟာအိန္ဒိယကနေဝင်ရောက်လာတဲ့တိုက်ကစားသုံးစီနဲ့ စတုံးစီတို့ဟာဇင်းနှုံအနှဲငယ်မြင့်တက်နေပြီးအရှာဆေးလေးလက်ဖက်ရည်တို့ကော်ပီထုတ်ထုတ်မှလည်းဇင်းနှုံမြင့်တက်နေတယ်လို့ကုန်စုံဆိုင်ပိုင်ရှင်တွေကပြောပါတယ်မြို့ဒိတ်တိုက်ဝဲတွေစတင်ခဲ့တဲ့2023ခုနှစ်နိုမာလကစပြီးစက်ကောင်စီကရခိုင်ဒေသကိုကုန်လန်းရင်လန်းအလုံးပိတ်ဆို့ထားတာကြောင့်ဒေသရင်းလိုအပ်နေတဲ့စားသုံးကုန်နဲ့ဆေးဝါးအပါအဝင်ကုန်ပစ္စည်းအလုံးကိုအိန္ဒိယနယ်စပ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့ကတဆင့်ကုန်သွယ်နေကြတာဖြစ်ပါတယ်။လက်ရှိအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောက်တလိုင်းခရိုင်အတွင်းမှာ ကုသဝန်ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီးလူသေဆုံးတာထိရှိလာနေတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဝမ်ပြဝမ်ရှော့ရောဂါကိုကာကွယ်ဖို့အတွက်အရခပြည်သူ့ကျန်းမာရေးဌာနအသိပေးတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်ပလောက်ဝမြို့နယ်အတွင်းဒေသခံပြည်သူတွေဝမ်ပြဝမ်ရှော့ရောဂါဖြစ်ပွားမှုကြောင့်ယောဂပြန်ပွားမှုမဖြစ်စေရတဲ့အတွက်လိုင်းနာဆောင်ရွက်ရမယ့်ရှောင်းရံဆောင်ရံနိလန့်တွေကိုအရခပြည်သူ့ကျန်းမာရေးဌာနကဒီကနေ့မှထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်ပါအကြောင်းအရာတွေကတော့ ချောင်းရင်မြေတွေကိုမတောက်သုံးဖို့နဲ့အရေးပေါ်လိုအပ်ရင်ကြိုရှက်တောက်သုံးကြဖို့လက်ကိုဆက်ပြန်နဲ့တတ်စင်အောင်ဆေးကြိုးဖို့ရင်ကောင်တွေနားနေတဲ့အဆအစာတွေကိုမစားသုံးဖို့အိတ်ဆက်တဲ့အဆအစာတွေကိုရှောင်ပြီးဘူဘူးနွဲ့နွဲ့အဆအတောက်တွေကိုစားသုံးဖို့ရေလုံးအင်တာတွေဆောက်လုပ်သုံးဆွဲဖို့အင်တာတက်ပြီးတိုင်းလက်ကိုတန့်စင်အောင်ဆေးကြိုးဖို့မြေချောင်းတွေမှာမစင်ဆွတ်မှုလုံးဝမပြုလုပ်ဖို့နဲ့ဝမ်းပြဝမ်းရှိုးရောဂါဖြစ်နေရင်ဓာတ်ဆောက်ကိုအရေးပေါ်တောက်သုံးဖို့နဲ့ နိစတဲ့ကျမ်းမာရေးဌာနတွေမှာစေကူတမှုခံယူဖို့စားတဲ့အချက်တွေပါဝင်တာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာအာရခပြည်သူ့ကျန်းမာရေးဌာနကပလောက်ဝမြို့နယ်မှာဒေသခံပြည်သူတွေအပြင်ခီးသွွားပြည်သူတွေအပါအဝင်လူ300လောက်ကူးစက်မြန်ဝမ်းပြေဝမ်းရှုံရိုးကကူးစက်ခံနေရတယ်လို့ထုတ်ပြန်ပါတယ်။အဲ့ဒီဝမ်းပြေဝမ်းရှုံရိုးကဟာပလောက်ဝမြို့နယ်နဲ့နေနမိတ်ချင်းထိစပ်နေတဲ့အိန္ဒိယနိုင်ငံလောင်တလန်ခရိုင်ကကာကီကျေးရွာ တွီတင်းကျွော်နဲ့လုံတန်ကျွော်တွေကအစာပြုတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာလ၄ရက်ကစတင်ပြီးတော့အာရခပြည်သူ့ကျန်းမာရေးဌာနအပါအဝင်ပလဝမြို့နယ်အတွင်းက NGO CSO အဖွဲ့တွေပူးပေါင်းပြီးတော့စေကူတမှုတွေပြုလုပ်ခဲ့တာကြောင့်ကုသခံရတဲ့လူနာတွေပြန်လည်တက်တာလာတယ်လို့သိရပါတယ်။အဲ့ဒီဝမ်ပြေဝမ်ရှော်ယောဂကြောင့်ရခိုင်နဲ့မီဇိုရန်ကိုတွားတဲ့ပုံသွေးရလမ်းကြောင်းတွေကိုနိုဝင်ဘာလ၁၂ရက်နေ့ကစတင်ပြီးအကအသတ်မရှိယာယီပိတ်ထားတယ်လို့သိရပါတယ်။ ရခိုင်ကစက်ကောင်စီပြောခွင့်ရဦးလာတင်ကိုစကောင်းဆောင်ကစီမံထူးချွန်စုပေးတဲ့တရင်ကုန်တဲ့တင်ဆက်ပေးမှာပါ။ရခိုင်ပြည်နယ်စက်ကောင်စီအစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူပြည်နယ်ဥပဒေရှုပ်လွှဲဖြစ်သူဦးလာတင်ကိုစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လန်ကစီမံထူးချွန်ပထမအဆင့်စုတစိတ်ရှိမြင်လိုက်တယ်လို့နိုမာလာ73ရက်နေ့ကထုတ်ပြန်ခဲ့တဲ့စက်ကောင်စီပိုင်းသတင်းစာမှာဖော်ပြပါဗျာ။ နိုင်ငံအနှံ့ကစီမံထူးချွန်စုတစိုက်ကိုပထမအဆင့်၁၀ဦးဒုတိယအဆင့်၂၅ဦးတတိယအဆင့်ဦးရေ၁၅၀ပေးရမှာပထမအဆင့်နဲ့ဥလာသိန်းပါဝင်တာဖြစ်ပါတယ်။ဥလာသိန်းဟာစစ်တပ်အာဏာသိမ်းပြီးနောက်စက်ကောင်စီကဖွဲ့စည်းခဲ့တဲ့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်အဖြစ်လက်ရှိအချိန်ထိပါဝင်နေတာဖြစ်ပြီးပြည်နယ်အစိုးရအဖွဲ့ရဲ့လုပ်ငန်းဆောင်ရွက်မှုအနေနဲ့ပတ်သက်ပြီးပြောရွှေဆိုခွင့်ရှိသူအဖြစ်တာဝန်ယူထားတာဖြစ်ပါတယ်။နိုင်ငံတော်အတွက်ထူးကွဲစွာအမှုထမ်းသူ အကျိုးဆောင်သူတွေနဲ့ကာကွယ်ရေးလုံခြုံရေးတာဝန်တွေကိုဆန်းစစ်တမှာဆောင်ရွက်ခဲ့တယ်လို့ဆိုပြီးအမျိုးသားနှစ်မှာဌာနဆိုင်ရာအသီးသီးကလူတွေကိုစက်ကောင်းဆောင်ကတည်ရည်ပြန်ရှိ ဝနကျော်ထင်သူကစီမံထူဆောင်အလင်းကကျော်စွာတိတ်ပကျော်စွာစားတဲ့ဘွဲနဲ့စုတစိတ်တွေရှင်းမြင့်ခဲ့တာဖြစ်ပါတယ်ပွင့်နဲ့စုစည်းတွေရရှိခဲ့သူတွေဟာကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကဌာနဆိုင်ရာအပါအဝင်ကျန်းမာရေးပညာရေးစတဲ့ ဌာနဆိုင်ရာတွေမှာတာဝန်ထမ်းဆောင်နေသူတွေနဲ့စာပေဂီတစတဲ့နယ်ပယ်တွေကဥယျ940လောက်ကိုအသီးသီးရှင်းပြလိုက်တာဖြစ်ပါတယ်။ဘုရှုံမူကြီးမင်းအောင်လိုက်ကောင်းဆောင်တဲ့စစ်တပ်ဟာ2020ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုပဲဖြစ်ပြီးအာဏာသိမ်းခဲ့ပြီးနောက်လူထုရဲ့စန့်ကျင်ဆန္ဒပြမှုတွေအပါအဝင်လက်နက်ကိုက်တော်လှန်မှုတွေကိုနိုင်ငံအနှံ့ရင်ဆိုင်နေရပါတယ်။အဲ့လိုရင်ဆိုင်နေရတဲ့ဘောနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအတွက်ဆိုပြီးပြည်သူလူထုတွေကိုဖမ်းဆီးတာနှိပ်စက်တပ်ဖြစ်တာပါဝင်အရသားတွေကိုပြစ်မှတ်ထိုက်ခိုက်တဲ့ဆက်ရဇဝဲမှုတွေကိုနိုင်ငံနဲ့ကျူးလွန်နေပါတယ်။ စက်ကောက်စီကလက်ရှိမှာသူတို့ရင်ဆိုင်နေရတဲ့စည်ရင်းတဲ့နိုင်ငံရဲ့အကြက်တဲတွေကိုဖြစ်ရှင်းဖို့ရွေးကောက်ပွဲကိုစီစဉ်နေတာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲလမ်းကြောင်းနဲ့သူတို့ရဲ့အာဏာကိုဆက်လက်ရှုပ်ကွိုင်ဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့နိုင်ငံရေးအခက်ခဲတွေကသုံးသပ်နေကြပါတယ်ခင်ဗျာသတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်ဘင်္ဂလားဒေ့ရှ်မှာဒိုင်းနဲ့အမျိုးသမီးတယောက်ကို RSO အဖွဲ့ဝင်တွေကအုပ်စုဖွဲ့အာဓမပြုခြင်းဖို့ကြိုးပမ်းတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်ဒေတာယွာဒိုခရိုင် နာဂျာစရီမျိုးနေကဟာတီမာရာပါရာကြည်ရွာမှာတိုင်းနဲ့အမျိုးသမီးတယောက်ကိုမွတ်စလင်လက်နက်ကိုင် အဖွဲ့ RSO အဖွဲ့ဝင်15ယောက်ကအုပ်စုဖွဲ့အာဓမပြုကျင်းဖို့ကြိုးပမ်းခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြပါတယ်။စစ်တကောင်အခြေစိုက် Hey Voice ရဲ့သတင်းဖော်ပြချက်အရနိုဝင်ဘာ12ရက်နေ့ညနေ9နာရီခွဲလောက်မှာအဲ့ဒီအမျိုးသမီးဟာတမိဖြစ်သူရဲ့မင်္ဂလာဆောင်အတွက်ပြည်စည်းဝယ်ယူပြီးဂျာမီတာလီတူမြောင်အတိုင်းပြန်လာချိန်မှာ RSO အဖွဲ့ဝင်တွေကအာဓမပြုကျင်းဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အာရမပြူချင်းဖို့ကြိုးပမ်းချိန်မှာမင်္ဂလာဆောင်ကိုလာရောက်တဲ့မျိုးနွေစုဝင်လူငယ်၁၀ယောက်ကတွေ့ရှိခဲ့ပြီးအဲ့ဒီတိုင်းနဲ့အမျိုးသမီးကိုကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလူငယ်တွေကအာရမပြူချင်းဖို့ကြိုးပမ်းသူတွေကိုမေးမြန်းရမှာ RSO အဖွဲ့ဝင်တွေဖြစ်တယ်လို့ဝန်ခံခဲ့ပြီးသူတို့ဟာ PGV တိုင်ရင်30လဲတိုင်ရင်မှုရဲ့အမိန့်အရစခန့်ချလှုပ်ရှားသူတွေဖြစ်တယ်လို့ဆိုပါတယ်။ဒေသခံလူငယ်တွေကအမျိုးသမီးကိုခေါ်ယူပြီးစစ်ဝိုင်းယူနီယံရေးတပ်ဖွဲ့ကိုအမှုဖွင့်တိုက်ကြခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့အဲ့ဒီရေစခန်းရဲ့စခန်းမှုက RSO အဖွဲ့ဝင်တွေကအာရမပြုကျင်းဖို့ကြိုးပမ်းမှုဖြစ်စဉ်ကိုထုတ်ဖို့မပြောကြားဖို့အတွက်ဖိအားပေးနှုတ်ပိုက်ခဲ့တယ်လို့သိရပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရအဲ့ဒီစခန်းမှုဟာ RSO အဖွဲ့ဝင်တွေနဲ့ဆက်ဆက်မှုရှိသူဖြစ်ပြီးတော့ပြီးခဲ့တဲ့အော်တိုဘာလ၈ရက်ကဖြစ်ပွားခဲ့တဲ့နက်ကြောက်စရီမြို့နယ်ခိုချံဘောနီးယားကျေးရွာကဒိုင်းနဲ့လူမျိုးတို့အုပ်ကိုအာဆာနဲ့ RSO အဖွဲ့ကဖမ်းဆီးသွားမှုမှလည်းပါဝင်တယ်လို့သိရပါတယ်။ လက်ရှိစစ်တကောင်ဒေသမှာနေထိုင်ကြတဲ့ဒေသခံတွေဟာမွတ်စလင်လက်နက်ကိုင် အဖွဲ့တွေရဲ့ဖမ်းဆီးမှုတပ်ဖြတ်မှုတွေကြောင့်စိုးရိမ်စိတ်တွေနဲ့နေထိုင်နေကြရတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မော့တောင်မြို့ကို KNL နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။မြန်မာထိုင်းနယ်စပ်အနီးကတနန္တာရီတိုင်းတနန္တာရီမြို့နယ်မော့တောင်မြို့ကို KNL နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်တယ်လို့နယ်စပ်ဒေသခံတရေကြီးမြစ်တီစီကသိရပါဗျ။ KNU KNL ရဲ့ တမဟာလေးနယ်မြေမှာပါရှိတဲ့မော့တောင်မြို့ကို KNL နဲ့ပူးပေါင်းတပ်တွေကလရှိကြပိတ်ဆို့ထားတာဖြစ်ပြီးပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ကမြို့ကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီကနေ့နိုဝင်ဘာ14ရက်မှာအပိသက်သိမ်းပိတ်နိုင်ခဲ့တာဖြစ်ပါတယ်မြို့မတချုံရဲ့အတွက်စက်ကောင်စီဘက်ကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့အပြင်းထန်ခုခံခဲ့ပေမဲ့စက်ကောင်စီတပ်ဖွဲ့ဝင်တွေကစခန်းကိုစွန့်ခွာပြီးထိုင်းနေဆက်ဘက်ကိုထွက်ပြေးသွားခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒါပြင်လက်နက်ရှာပြီးအလံဖြူထောင်လာခဲ့ကြတဲ့စက်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတပ်ဖွဲ့ဝင်အများအများရှိခဲ့တယ်လို့လည်းသိရတာပါမြို့သိမ်းတိုက်ပွဲကာလအတွင်းစက်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုအဆက်မပြတ်လုပ်ခဲ့တာကြောင့်နေအများအများပျက်စီးခဲ့ပြီးမြို့ခွန်အာလုံးဒီဘက်ဟာလည်းထိုင်းနယ်ဆက်ဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ခင်ဗျာနောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါကစားငင်းချမ်းရဲ့အစီအစဉ်ကိုလက်ခံဖို့ကုလသမဂ္ဂကိုအမေရိကန်ဖိအားပေးတဲ့တည်င်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အဆိုပြုထားတဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းကိုတညင်တညွန့်တည်းထောက်ခံပေးကြဖို့အမေရိကန်ကကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတောင်းဆိုလိုက်ပြီးလက်မခံရင်ပါလက်စတိုင်းသားတွေနောက်ဆက်တွဲတဲရောက်မှုကိုအကြီးအကျယ်ကြုံရနိုင်တယ်လို့တတိပေးလိုက်ကြောင်း AFP သတင်းတရက်မှာဖော်ပြထားပါတယ်။ဒီအဆိုပြုချက်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးညှိနှိုင်းမှုတွေရှိနေချိန်မှာသဘောထားကွဲလွဲမှုတွေရှိလာမယ်ဆိုရင်ဂါဇာကပါလက်စတိုင်းသားတွေအတွက် ကြီးမားတဲ့နောက်ဆက်တွဲတည်ရောက်မှုတွေရှိနိုင်တယ်လို့အမေရိကန်ကိုယ်စားလှယ်ကကုလသမဂ္ဂကိုတင်ပြတဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အပြည့်အခရက်စေးရေးဟာထိလေရှလေအရှင်နေမှာရှိနေပြီးတော့သူတို့အနေနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအကြီးအကျယ်လိုအပ်နေတဲ့ညီချင်ရေးကိုညီညီညွတ်ညွတ်အကာအကွယ်ပြုပြီးရှေ့ဆက်စေလိုတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ AFP တည်င်းဌာနကမြင်တွေ့ခဲ့တဲ့ဂါဇာညှဉ်းချမ်းရေးအစီအစဉ်မှာဂါဇာအတွက်ကြားကာလညှဉ်းချမ်းရေးအဖွဲ့တစ်ခုဖွဲ့စည်းဖို့အဆိုပြုထားသလို အဲ့ဒီအဖွဲ့မှာဒေါ်နယ်ထရန့်ကဥက္ကဋ္ဌအဖြစ်ရှိနေမှာဖြစ်ပြီးတော့အဖွဲ့ကိုလည်း2029အထိလေပတ်သွားဖို့ထည့်သွင်းဖော်ပြထားတယ်လို့သတင်းကရေးသားထားပါတယ်။အတူရှင်တွင်းနေထိုင်ရေးအတွက်နိုင်ငံရေးမြေမြချက်တရက်နဲ့ပတ်သက်ပြီးအစ္စရဲနဲ့ပါလက်စတိုင်းတို့အကြားမှာသဘောတူညီမှုရအောင်အမေရိကန်ပြည်ထောင်စုကဒဏ်ရာလော့တရက်ထူထောင်ပေးသွားမယ်လို့ဂါဇာညှိချမ်းရေးအစီအစဉ်မူကြမ်းမှာဖော်ပြထားပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညှနာလိုက်ပါတယ်။ ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း669 63 633 63ကိုလုံခြုံဆိုင်ရှာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တင်ပြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။